အတိတ်ကိုပြန်တွေးပြီးတော့မဆွေးနဲ့လွားမနေနဲ့မလာသေးတဲ့မဖြစ်လာသေးတဲ့အရာတွေပေါ်သွားပြီးတော့တန်တာမနေနဲ့ဖြစ်ချင်းစိတ်တွေနဲ့တောင်းတမနေနဲ့လူဆိုတာအမြဲတမ်းအတိတ်ကိုလွှမ်းပြီးအနာဂတ်ကိုမျှော်နေတာပဲကောင်းရင်လွှမ်းတတ်ပါလေမကောင်းရင်တော့မလွှမ်းဘူးပေါ့ လူတွေကအတိတ်ကိုပြန်တွေးတယ်အနာဂတ်ကိုမျှော်လင့်နေတယ်ဒါလူရဲ့သဘာဝပဲအဲ့ဒါတွေကတက်ဆော့ပြပြန်မတွေးနဲ့လို့ပြောတာဟိုတမိုင်းဆရာတွေကတော့အတိတ်မတွေးလို့ဘယ်လိုလုပ်သိမှာတော့လို့ပြောကပြောမယ်အဲ့ဒါတမိုင်းလုပ်ငန်းဝိပဿနာတရားအထုတ်ရင်မတွေးနဲ့လို့ပြောတာနော်ဝိပဿနာတရားအထုတ်ပြီဆိုရင်အတိတ်ကိုပြန်ပြီးတော့ပြန်တွေးပြီလွမ်းဆွေးနေလို့ကတော့အလကားပဲလေမရသေးတာကိုလည်းပဲ ညှောလင်းတန်တာပြီးတော့မနေနဲ့တဲ့။ဘာဖြစ်လို့တုံးဆိုအကြောင်းပြတော့အတိတ်ဆိုတာကုန်ခဲ့ပြီလေတဲ့မရှိတော့ဘူးလေတဲ့။ဟုတ်တယ်အတွေးထဲမှာသာရှိတော့တာတကယ်မရှိတော့ဘူးလေတိတ်ဆိုတာ။အဲ့တော့မရှိတော့တာကိုပြန်လွှမ်းနေတယ်လို့ဖြစ်နေတယ်။ကြုံတော့ကြုံခဲ့တာပဲ။ဒါပေမဲ့အခုရှိသေးလားမရှိဘူး။မနေ့တော့ကလူတယောက်နဲ့တွေ့ခဲ့တယ်ဟုတ်တယ်မနေ့တော့ကတော့တွေ့တာရှိတယ် ိုင်မဲ့ဒီကနေ့ပြန်စဉ်းစားတဲ့အခါရှိမှမရှိဘူး။မရှိတာကိုပြန်တွေးနေတဲ့အတိပဲဖြစ်သွားတယ်။အေးမရအဖမရပြီးခဲ့တာပြန်တွေးနေ။စတတ္တိတံပဟိနန္တံတိတ်ဆိုတာကုန်ခဲ့ပြီတဲ့ဘာမှမရှိတော့ဘူး။အပတ္တိသအနာကတံအနာကဆိုရောက်မှမရောက်သေးတာ။ချွတ်တင်ပြီးတော့စဉ်းစားနေတယ်။ဒါစိပွားရေးလောက်တာမဟုတ်ဘူးဝိပဿနာတရားတော့တာ။ စီပွားရေးလုပ်တဲ့လူကတော့အနာဂတ် plan နဲ့ချရမှာပေါ့။နှစ်ပြန်ပဲသွားမယ်ဆိုရင်စီမံကိန်းနဲ့ချဒါကတခြားကအဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်အတွက်ဟောတာဒါနော်အဲ့ဒါလို့လဲခွဲခြားပြီးတော့ကြည့်ပေါ့။အဲ့တော့ဝိပဿနာလုပ်လုပ်ပြီဆိုရင်အတိတ်ကိုပြန်ပြီးတော့နှစ်သက်တန်တာမနေနဲ့အနာဂတ်ကိုလည်းမျှော်လင့်မနေနဲ့အတိတ်ဆိုတာပြီးခဲ့ပြီမင်းပြန်ယူလို့မရတော့ဘူး။ အနာဂတ်ဆိုတာမင်းလက်ထက်မရောက်သေးဘူး။နှစ်ခုစလုံးဟာပြီးတာနဲ့မရသေးတာနဲ့တူတူပဲမဟုတ်လား။ဘာမှမရှိဘူးဆိုတာသိနေ။နော်။အတိတ်ကလည်းရှိတော့ဘူးလေ။အနာဂတ်လည်းမရောက်သေးဘူးဆိုတာမရှိတာပဲလေ။အဲ့တော့မရှိတာကိုရှိလို့ပြီးအချိန်ဖြုံးမနေနဲ့လို့ဆိုလို့တဲ့အတိတ်ပဲ။ဒါရှင်းတယ်မရှိတာကိုမရှိတာကိုရှိလို့ပြီးတော့အချိန်ဖြုံးမနေနဲ့။အကောင့်ထဲအနေနဲ့မရနိုင်ဘူးလေ။ပြီးခဲ့တဲ့အားလည်းမရဘူး။လာမယ့်အားလည်းမရသေးဘူး။ အဲ့တော့အတိတ်နဲ့အနာဂတ်ကိုမသွားနဲ့မသွားပဲနဲ့ကိုယ်ပါလို့အောင်ပစ္စုပန်နေစယောဓမ္မတတ္ထတတ္ထဝိပတ္တိအခုလက်ရှိရှိနေတဲ့အခြေအနေတရားယရှိရှိနေတဲ့သဘာဝတရားအဲ့ဒီပစ္စုပန်ခုလက်ရှိရှိနေတဲ့အနေထားအခုလက်ရှိဖြစ်နေတဲ့ဆိုတာကိုယ်စိတ်ပါဖြစ်နေတယ် ကိုယ်စိတ်ထဲမှာလောဘဖြစ်နေသလားဒေါသဖြစ်နေသလားဘာတွေဖြစ်နေသလဲအခုလက်ရှိအာယုံနဲ့တွေးဆုံပြီးအခုဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့အခိုက်ကလေးမှာတဲ့ဝိပဿနာရှုလိုက်ပါသဘာဝကိုသိအောင်လုပ်လိုက်ပါလို့ပြောအင်းဒေါသဖြစ်နေရင်ဖြစ်မှန်းသိလိုက်လောဘဖြစ်နေရင်ဖြစ်မှန်းသိလိုက်မောဟဖြစ်နေရင်ဖြစ်မှန်းသိလိုက်ကိုတွေးနေတဲ့အာယုံတစ်ခုမြင်မြင်နေကြားရင်ကြားတယ် ်ပစ္စုပန်ကိုသိအောင်လုပ်တယ်ဒါပစ္စုပန်ကတကယ်ရှိနေသေးတာရှိနေသေးတာတွေကိုမသိလိုက်ဘူးဆိုတော့မဖြစ်အောင်သိလိုက်အောင်မဖြစ်နေခုတရားနာနေတဲ့တန်ကြာနေတယ်ဒါဖြစ်တာပဲခုဖြစ်နေတာပဲအဖြစ်နေတဲ့ပုံမှာအဲ့ဒီပုံမှာပဲ